ဟယ်လိုမင်္ဂလာပါခင်ဗျအဲဒီဗီဒီယိုမှာတော့ကျွန်တော်ကောက်စားပြီးပေါ့နော်ပထမဆုံးလုပ်တဲ့အတွေ့အကြုံလေးကိုကျွန်တော် share လေးလုပ်ပေးမှာဖြစ်ပါတယ်ပြီးလို့ရှိရင်ဒါဟိုကျွန်တော်ပထမဆုံး key ထွက်တယ်ပြီးလို့ရှိရင်ပထမဆုံးကျွန်တော်ကောက်စားပြီးလုပ်တယ်ပေါ့နော်အဲအခုကတော့ကျွန်တော်ဒီကျွန်တော်ရဲ့ဒီကောက်စားပြီးဟို website ကနေပေါ့နော်တွေ့ရတဲ့ငွေချင်းအိန္ဒိယတင်ငွေချင်းကနေပြီးတော့ကျွန်တော်ဟိုအဲနေပြပေးထားတယ်ပြီးလို့ရှိရင်စားပြလည်းပေးထားရဲ့အဲအဲ့လိုမျိုးပေါ့နော် အခုကကျွန်တော်ဘာလို့မလဲဆိုလို့ရှင်ဒီ room ချိုးလေးကိုတစ်ချက်လိုက်ပြမယ်ဒီ room အခန်းထဲမှာရှိရတယ်လိုက်ပြမယ်သူကတော့ဒီညညဒီနေ့ညသူပြန်မလာဘူးခဲ့ပေါ့နော်သူကဒီကလေးဆရာဟောပြီးလို့ရှင်အသက်ငယ်လေးပဲရှိတယ်ကျွန်တော်ထင်တယ်28 29ခုလောက်ပဲထင်တယ်အဲသူဒီညဟိုညတိုင်းရှိတဲ့အတွက်ကြောင့်မလာပြဘူးပေါ့နော်မနက်မှလာရင်လာပြင်မယ်ပေါ့နော်အခုကတော့ကျွန်တော်သူ့အခန်းထဲမှာအဲတယောက်တည်းနေနေရတာပေါ့နော်ပထမဆုံးရောက်တယ်ပြီးရင်တယောက်တည်းအိတ်နေရပေါ့နော်သူများနိုင်ငံ ဘူးလို့ရှိရင်သတင်းရဲ့အခန်းထဲမှာကျွန်တော်အိမ်နေရပါဘောနော်အဲ့တော့ကျွန်တော်ဘယ်ကနေစပြရမလဲဆိုလို့ရှိရင်ကျွန်တော်ရင်တို့အဲသူ့ရဲ့တက်တက်ရဲ့ရှိရပေါ့နော်သူ့ရဲ့အခန်းလေးကျွန်တော်လိုက်ပြမယ်အာပြီးလို့ရှိရင်ကျွန်တော်ဒီတကယ်လို့တော့ဘောနော်ဆူဗီနာကြည့်ကျွန်တော်ကတကယ်ကြီးကြည့်နေမယ်ဆိုလို့ရှိရင်ကျွန်တော်သူ့ကိုအဲ sorry ဆိုရစကားလေးပြောချင်တယ် hello subin uh, if you are watching this video I am so sorry because I didn't ask you to to make this video. I'm sorry for that. I hope uh, you understand me why I made this video because I really appreciate for everything, for for your help, for your kind, for your support. I told you everything. โอเคဒါတော့သူ့ရဲ့ပေါ့เนาะကျွန်တော်ကို host လုပ်တဲ့တငယ်ချင်းရဲ့အခန်းကြီးဖြစ်ပါတယ်။လုံးဝတဲ့ရဲ့အနေနဲ့ပေါ့เนาะပြီးလို့ရှိရင် तू ကအဲပညာတတ်ပေါ့เนาะ तू PhD အတွက် तू စာတမ်းတွေပြုစုနေရကျွန်တော်ပြောပြထားပါเนาะဒါသူ့ရဲ့ခန်းလေးဒါတော့ target high ဆိုတာ तू ဒီ C နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဟိုလေ့လာထားရဲ့စာအုပ်ဒီပေါ့เนาะဒါ तू သူဖတ်ထားရဲ့စာအုပ်ဒီ ဒါကတော့သူအခက်မှာနော်အဲတခြားအရာတော့ကျွန်တော်လိုက်မကြည့်အောင်ဒီတိုင်းပဲကျွန်တော်လိုက်ပြမယ်ကျွန်တော်မကင်ဘူးပေါ့နော်ဘာလို့လဲဆိုတော့ကိုအင်ရှင်ရဲ့ပစ္စည်းဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီတိုင်းလေးရိုက်ပြမယ်ဟိုမှာစာအုပ်ရှင်ဒါကတော့ကျွန်တော်သင်ခဲ့ခြင်းဒီမှာတွေ့လာတော့မသိဘူးဒီဘက်ကတရားမမြင်အောင်လေဒီကနေပြကောင်းလားအဲဒီတရားဒီတရားအဲဒီတရားဆုပဲ โอเคကျွန်တော်ပြောရှင်အဲသူ့ရဲ့ camp ပြီးတော့ရေဒီလိုရှင်သူဧည့်သည်ကို host လုပ်တဲ့နေရာလေးပြမယ်ပေါ့နော်တကယ်လို့အရင်များတဲ့ဆိုလို့ရှင်၃ရက်၄ရက်လောက်ဆိုလို့ရှင်သူဒီမှာလဲ host လုပ်တယ်ပေါ့နော်ဒီညလေးမှာဒါတော့ကျွန်တော်ခဏထိုင်လာပြီးအာဒီနေ့ညကျွန်တော်ဟိုအဲဒီမှာတိတ်တယ်ပေါ့နော်အဲကျွန်တော်ဒီမှာဒါတော့ကျွန်တော်ရဲ့နေရာပေါ့နော်ဒါကကျွန်တော်ရဲ့နေရာတော်တော်သေးတာကျွန်တော်ရဲ့ PC ရေနည်းနည်းလေးရှင်းပါဖြစ်နေရှင်းလို့ဒါကျွန်တော်ရဲ့ ပဲဒီမှာသူတခြားဒီဧည့်သည်လာပြီးပစ္စည်းထားတဲ့ဟာကြီးရဲ့သူပစ္စည်းရဲ့အဲ့လိုမျိုးထားတာပေါ့နော်ဒါပေမဲ့ဒီအကောင့်ကိုကျွန်တော်တို့ဒီတခြားလေးကြည့်လိုက်မယ်ဆိုလို့ရှိရင်ဟိုဧည့်သည်ကိုသူဖြစ်တယ်လို့မျိုးသူထားမှဟိုပေးမထားဘူးပေါ့နော်သူတသက်ရည်ဒီလာမယ်ဆိုတဲ့အတွက်ကြောင့်ကျွန်တော်လာမယ်ဆိုတော့သူလည်းဒီအကျိုးပြောတဲ့အတွက်ကြောင့်သူတသက်ရည်လေးလုတ်ပြီးထားရပါတော့လုံးဝကို hospitality အဖြစ်ရှိပါတော့အိန္ဒိယကိုလာရတာ ဖင်နောက်တစ်ခုကတော့အဲဒါကတော့ kitchen ပေါ့နော်။တော့ရေခဲတိတာကျွန်တော်လက်မကြည့်အောင်။အဲ TPC လေးအဲကျွန်တော်နေရဘူးမနေရထားပြမဆွေးပေါ့နော်။ပြီးရင်ဒါကိုယ့်ရဲ့အိမ်လည်းမဟုတ်ဘူး။ကိုကဧည့်သည်ဆိုဧည့်သည်လို့နေရ။ဒါကကျွန်တော်ကဒီ HP တွေကိုကျွန်တော်ကဒီ couch setting လုပ်တာပြီးလို့ရှိရင်အဲ့ရဲ့အတွေ့အကြုံလေးကိုကျွန်တော်ဒီ document နေနေကိုကတော့အဲ့လိုမျိုးကျွန်တော် document လုပ်ထားတယ်ကျွန်တော်လည်းဝန်ထမ်းပါတော့အဲ့ကြောင့်ကျွန်တော်ရိုက်ပြတာ။ ပြီးရင်ဒါကတော့သူဒီအိန္ဒိယပေါ့နော်အိန္ဒိယမှာသူတို့ဒီ kitchen ထဲမှာတုံးနေမိဖို့ကြောင့်ပေါ့နော်ပစ္စည်းတွေဒီ hard and spice အများကြီးရှိမပါမဖြစ်ကြတာသူတို့ဟိုအိန္ဒိယမှာဟိုသူစားရစားတိုင်းမှာသူမပါမဖြစ်ကြတော့ပေးပေးလို့ပြီးလို့ရ hard and spice ပေါ့နော်ဒီအမွှေးနဲ့နေဒါရဲသူတို့ကမရှိမဖြစ်ရဥပါရပေါ့နော်အစားစားအဲဒီမှာဆိုလို့ရှိရင်လည်းကျွန်တော်အဲအများကြီးပဲပေါ့နော် ရရပြီဒီမှာဆိုလို့ရှိရင်ပေဒါတော့ဟာကွန်ပီလိုဂျီတာပေဒီစင်းဒါပေနော်ဒီမျိုးပီလိုဂျီတာကလည်းပေဆန်ပေဒါကိုကျွန်တော်ဟိုလိုမျိုးပေနီပေလုံးလေးအာကျွန်တော်မသိတော့ဒီမှာဒီလိုမျိုးပေလေးပေနော်တဲ့ဝင်ပြီးရှိတယ်ပေပေဒါကိုတီးလုပ်တဲ့ဟာလေးဒီမှာတို့ရှိဒီမှာကော်ဖီဒါရပါတီးလည်းမသိဘူးအဲ့လိုပါနော်ဒါလို့ kitchen ကြီးอ่ะ မျိုးဆိုင်အများကြီးဆိုတယ်အာအိန္ဒိယရဲ့ကျွန်တော်ဒီပို့ပြီးတော့လူကောင်ကြီးရေပေါ့နော်ဘာလို့လဲဆိုတော့ तू ကကျွန်တော်ဒီမို့နော်ငွေလေးကြတယ်ဒီကောင်ကြီးကပဲကိုပို့ပြီးစားလို့ထင်တယ်ဒါကျွန်တော်မြင်ဘာလို့လဲဆိုတော့ तू စားရဲ့စားတိုင်းကိုတော့ခုနပဲပို့ပြီးများတယ်ပြီးနောက်တစ်ခုကတော့ကျွန်တော်တို့ဒီဒါက kitchen ပေါ့နော် kitchen sorry kitchen sorry sorry အိမ်သားအိမ်သားပေါ့ဒီမှာ toilet တလက်နေတော့ဒီပါကြီးဒါကြီးကျွေးပစ္စည်းကြီးအကုန်ထောက်ပေးထားတယ်။အင်းအရင်ကျွန်တော်ဒီထိုင်းရလူမျိုးဘောမဟုတ်ဘူးဒါပေမဲ့ဒါအေရှားပြည်တစ်ပြည်ကြောင့်ဒီလိုပဲတော့မှာပဲပေါ့နော်။ဥမာအခင်းနေသလိုရှင်တဲ့တက်တဲ့ရလေး။ဒါကကျွန်တော်ရဲ့ပထမဆုံးညမှာပေါ့နော်ပထမဆုံးညမှာပေါ့နော်ပြီးရင်တယောက်တည်းဒီစိအိမ်မှာကျွန်တော်အိပ်ရတယ်ပေါ့နော်ပတ်စက်နဲ့ပြီးရမလို့ အဲစားဖို့လေသူရှိလို့ရှင်သူပြင်ပြီးရကျွန်တော်ရောက်ရောက်ချင်းဆိုလို့ရှင်သူတီးတစ်ခွက်တိုက်တယ်ပြီးလို့ရှင်အာအိန္ဒိယစတိုင်ပေါ့နော်သူပါစတာတစ်ခုလုပ်ပြီးရဒီလိုမျိုးပုံမုံကြီးရပြီးလို့ရှင်ဒီစနားကျွန်တော်ပြရတဲ့ပေးနဲ့ပေါ့နော်အဲအဲ့နဲ့စားလိုက်ဒီလုံးဝဘိုက်ကိုပြေးသွားပဲโอเคဒါတော့ဟိုကျွန်တော်ရဲ့ပထမဆုံးချိန်အဲ coach serving လုပ်တယ်အဲ့ဒီအတွေ့အကြုံကိုကျွန်တော်ကို share လုပ်ပြရပဲဖြစ်ပါတယ်အာမနေ့ပြန်တော့ကျွန်တော်အလေးသွားချက်ရှိပါတယ် Okay，拜拜。哇，都好唔好味。